ိုနာနာကြောင့်ကျူးစားအထုတ်မှုတွေအလဟတ်သက်ဖြစ်ခဲ့ရတဲ့မန်ချက်စတာယူနိုက်တက်ရဲ့တည်ရပွဲမင်္ဂလာပါကိုခိုင်းစ်တာဖူတဘောရှူရည်ကျူးစားပါတယ်လိုင်ယွန်နဲ့မန်ချက်စတာယူနိုက်တက်တို့ရဲ့ပွဲပြီးသုံးသပ်ချက် full time review ကိုလုပ်ပေးသွားကြပါတယ်ခင်ဗျအိုနာနာအကြောင်းနဲ့ပဲကျွန်တော်တို့စပြီးတော့ဆွေးနွေးရအောင်အိုနနာလို့ခေါင်းစဉ်တပီပြောတာဒါအလကားပြောတာတော့မဟုတ်ပါဘူးဒီပေးလိုက်ရတဲ့ Lion အသင်း twin သွားတဲ့ twin ကိုနှစ်ခုလုံးက Android Onana ရဲ့မဖြစ်သင့်တဲ့အမှားယွင်းတွေကြောင့်ပေးလိုက်ရတာဖြစ်ပါတယ် United ရဲ့ကစားသမားတချို့စူးစမ်းအားထုတ်မှုအပြည့်နဲ့နီးပြမောင်းတဲ့အတိုင် အကောင်ဆုံးကစားပြီးသွားပေမဲ့ဒါမဖြစ်သင့်တဲ့ဟိုတည်ရလက်ပေါ့နော်ပြောမယ်ဆိုရင် Okay ဘာမဖြစ်ဘူးတည်ရလက်ရသွားလို့နောက်တစ်ဆင့်တက်ဖို့အတွက်ဘာမျောလင်းချက်မှလည်းမရင်ရင်သွားဘူးဆိုတော့ညာလဲနိုင်ရင်တော့ Ultra Four မှာကစားရဒုတိယအကြော်ပွဲတင်ကြရင် ပို့ပြီးတော့ဖျားကင်းကင်းနဲ့ကစားနိုင်တာပေါ့လေပေးတင်ပေးထိုက်တဲ့ပေးကူတွေပေးရတယ်ဆိုရင်ဘာမှမဖြစ်ဘူးအခုကမပေးတင်မပေးထိုက်တဲ့ပေးကူတွေကိုလွယ်လွယ်ကူကူခွင့်ပြုလိုက်ရတာဒီအမတန်အမတန်နစ်နာဖို့ကောင်းပါတယ်ဆိုတော့ပရမတ်တွင်ကိုတကူအမီလ်ဒါရဲ့အလွတ်တေကံပေါ့ဒီအလုံးကမြေထောက်ပင်မဲ့အဲ့လောက်ထိဟိုရုပ်ပြက်စင်းပြက်နဲ့အန်အောမင်သက်စရာကောင်းလောက်တဲ့ဘောလုံးလမ်းကြောင်းပြောင်းမှုတော့မဟုတ်ဘူး အမြင်ကြီးကိုခုံပြီးထောက်သွားတာလည်းမဟုတ်ဘူး။အိုနနာပုတ်လို့ရတယ်ဗျာ။ပုတ်နိုင်ခဲ့တယ်။သူ့အမေရုံချင်မှုပြောင်းနေ။ဘမလည်းသူ့ရဲ့ reflex ကဘာမှမမြင်အောင်ကိုပေးလိုက်ရတယ်။ဒီလုံးဆိုရင် အတိတ်ပဲကိုမရှိတာ။ကျွန်တော်နောက်ထပ်ပွဲပြီးကန်ဒီမှာတွင်းသွားတဲ့တွင်းကိုမှတ်ပါတယ်မီကော့တာစီရဲ့ကန်တွင်းချက်ကဂိုးဝင်မှုအခြေအနေရှိပေမဲ့သူ့ရဲ့တက်တဲ့ကိုကန်တာဖြစ်သလို save လိုက်တယ်။ဘောလုံးကရှန်ထွက်သွားတဲ့အချိန်မှာ ရှာကီကပိတ်သွင်းယူရင်းနဲ့အရင်စိတ်ပြက်စရာကောင်းတဲ့ချီပါကိုတကူမန်ယူနိုက်တက်တို့ပေးလိုက်ရတယ်ပေါ့လေဆိုတော့ဟိုဒီဘွဲအဓိကတည့်ရခံလို့တော့မပြောချင်ပါဘူးဘယ်လိုပြောမလဲမဖြစ်တဲ့ကိုနကူပေးလိုက်ရတဲ့အတွက်ကြောင့်ဒါဒုတိယအကြော်မှာအလိုအမှားယွင်းအန်ဒရိတ်အိုနာနာအနေနဲ့ထပ်ပြီးမမားဘူးတော့မျောလင့်ပါတယ်โอเคအဲ့တော့ယူနိုက်တက်အနေနဲ့ပုံလေးတခုတော့ပေါ်လာပြီလို့ကျွန်တော်မြင်တယ်ကျွန်တော်ရဲ့ပွဲချုပ်ကမန်လိုင်းနဲ့မှာ ဟိုပေါ်ထွက်ကစားသမား7ယောက် who's go ရဲ့ command ချက်နဲ့အတူကျွန်တော်တို့ဆွေးနွေးခဲ့တယ်ဆယ်နေရာတိတိမှန်ကန်ခဲ့တယ်တနေရာပဲလွဲအဲ့လွဲတဲ့တနေရာကလည်းတော်တော်လေးပိဆက်မှုကြီးမားသွားတယ်ပေါ့နော် United ရဲ့အဲ့ဒီထိပ်ပိတ်ဖင်ပိတ်ကစားသမား2ယောက်ဆရာကြီး2ယောက်ကြောင့် United ဒီပွဲထဲမှာတည်ကြသွားတယ်လို့ပဲပြောရမယ်တကယ်လို့ဒါအဲ့ဒီကစားသမား2ယောက်ပုံမှန်ဆွမ်းဆောင်ရည်ပြတ်တနိုင်ဆွမ်းဆောင်ရည်ကောင်းမပြောဘူးနော်တာမန်ဆွမ်းဆောင်ရည်ကောင်းပြတ်တနိုင် United တို့ဒီပွဲနိုင်တယ် Ramos Island ကို ပေါ်တော့ခွင့်တနေရာမှာထည့်လာဂျိုရှုအဇက်ဇီကိုသာစောစီထည့်မယ်ဆိုရင်တချို့အခွင့်အရေးတွေမှာဇက်ဇီကဘာပြောဂိုးသွင်းနိုင်သေးတယ်ဗျာဆိုတော့အန်ဒရူးအိုနနာအမာရင်ကြောင့်ပြောပြီးတဲ့အချိန်မှာကျွန်တော်နောက်ထပ်ဟိုထိတ်ပိတ်နောက်ပိတ်ဆိုတော့ဒီတစ်ခါထိတ်ပိတ်ပေါ့ထိတ်ကပိတ်နေတဲ့ကစားသမားရောမူဆွာလန်ပွဲစတိတ်မကြသေးဘူးเนาะကျွန်တော်တစ်ဖက်ကပက်ထရစ်ဒေါ်ဂူရဲ့ cross volley ချိုးပေးလိုက်တဲ့ဘောလုံးလေး whip cross ပေါ့ လုံးဝအပိုင်ပိတ်သွင်းရတာဗျာဘေးယူကန်ချတလိုက်တယ်ဒါရီမကာသေးဘူး counter attack situation တွေကနေကိုသွင်းခွင့်နေရတယ်ချော်လဲနေတယ် balance တွေပြတ်နေတယ်အစင်လုံးဝမပြေဘူးအဲ့ထိတ်ပိတ်နောက်ပိတ်ကစားသမား2ယောက်ကပွဲရတ္တာကိုတော်တော်လေးဖြတ်သွားခဲ့တယ်လို့ပဲပြောရမှာပါဆိုတော့တချို့ကစားသမားတွေကစ조사အထုတ်မှုအပြည့်ရှိခဲ့တယ်ဒါအမော်ရင်လက်ထက်မှာမြင်ရတဲ့ United ရဲ့တိုးတက်မှုတွေပဲ ဆောက်ရင်းကျန်းတယ်လို့ပြောတာမဟုတ်ဘူးเนาะအရင်တော့လုံးဝမကောင်းတဲ့အခြေအနေမျိုးကနေတိုးတက်လာတယ်ဆိုတော့အပိုင်းကိုကျွန်တော်ပြောပြတာအဓိကဟိုပြောင်းလဲသွားတဲ့အပိုင်းကျွန်တော်သဘောကျတဲ့အပိုင်းပေါ့เนาะဟိုပြိသက်အနေနဲ့လည်းလက်ခံမဲ့အပိုင်းက pressing ပေးတာ United ဒီဘောလုံးဆုံးရှုံးသွားတဲ့အချိန်မှာချက်ချင်းဘောလုံးပြန်ယူပြန်လည်ရယူဖို့အတွက် counter pressing ပေးတယ် အဲ့ဒီ counter press တွေအရင်ကောင်းတယ် aggressive high press ပေးနိုင်တဲ့အပိုင်းမှာ United တွေတော်တော်လေးတိုးတက်လာတယ်ပြတ်မဲ့တင် defensive third ပေါ့နော်ကိုယ်အတင်းရဆိုရင်တော့ attacking third ပေါ့ attacking third တွေမှာဘောလုံးကိုပြန်လဲရယူဖို့အတွက်ကစားသမား2ယောက်3ယောက်လောက်ထိကို1-1 PR ပေးပြီးတော့ counter press ပုံစံမျိုးဘောလုံးပြန်လဲရယူဖို့ကြိုးစားသွားတယ်ဘောလုံး middle third လောက်ထိရောက်တဲ့အခါမှာနောက်ခံကစားသမား3ယောက်ကနော် CCB တယောက်လောက်ပဲခြံပြီးတော့ ACB RCB ကစားသမား2ယောက်လုံးက၈ထိတက်ပြီးဘောလုံး ပြတ်အောင်ဖြတ်တယ်။အဲ့လိုဘောလုံးဆုံးရှုံးသွားတဲ့အချိန်မှာပေးတဲ့ pressing တွေကောင်းပေမဲ့သူကရှေ့မှာအရင် press ထားတဲ့အခါကျတော့နောက်မှပြန်လဲ defensive shape ပေါ်တဲ့အခါမှာ lower chair ရောရှိမှာပဲအဲ့တို့ကြောင့် lion အသင်းရဲ့အခွင့်အရေးတချို့ကိုခွင့်ပြုခဲ့ရတာရှိတယ်ဒီနောက်ဆုံး chucky တွင်းသွားတဲ့တွင်းကိုမှမဟုတ်ဘူးရှေ့မှာလည်းအဲ့လိုတိုလီဆိုလားမသိဘူးတယောက်နှစ်ယောက်လောက်ဘတ်သွားတော့နောက်မှာကစားသမားတွေကကုန်နေပြီဒါတော့ဟိုဖြစ်လိဖြစ်တာရှိပါတယ် တစ်ဖက်အတင်းရဲ့နော်ကျွန်တော် defensive တက်ထဲမှာဘောလုံးပြန်လဲရအောင်ဖို့အတွက်ကြိုးစားအားထုတ်မှုတွေမှာ counter press တွေမှာကိုယ့်ရဲ့နောက်ထိတနည်းအားဖြင့်ကိုယ့်ရဲ့ defensive တက်ထဲထိရောက်သွားတဲ့အခြေအနေတွေမှာတော့အားနည်းချက်တွေအများကြီးရှိတာပဲဒါ counter press ကစားတဲ့အတင်းတွေ aggressive high press ကစားတဲ့အတင်းတွေမှာများသောအားဖြင့်မြင်ရလေရှိပါတယ်အားနည်းချက်အားသာချက်တော့ out of position တွေမှာအနေငယ်ရောနေတယ်ပေါ့နော်ဒါပေမဲ့ in position ရောက်သွားတဲ့အခါမှာလေ United အားသာချက်တချို့ရှိပြန်တယ်အဲ့ဒါက transition chain တွေမြန်တယ်ဒါပေမဲ့အရင် balance မဖြစ်ဘူးတချို့ကစားသမားတွေကဘောလုံးလက်ခံရယူတဲ့နေရာမှာအဲ့လိုနှေးကွေးနေတာမျိုးတွေရှိတယ်တန်းပြီးတော့ one dash ပုံစံမျိုးမစော့တာတွေရှိတယ်ထားပါတော့ဗျာတချို့ဂနာချူပေါ့စွတ်ဆောင်ရင်ကောင်းလေးတွေရှိတယ်ဘောလုံးဆွဲပြေးဖို့ပဲလုပ်နေတယ်ချက်ချင်း one dash နဲ့ပေးမယ်ဆိုရင်လွတ်လွတ်ကျွတ်ကျွတ်ဖြစ်သွားတဲ့ movement တွေကျွန်တော်အများကြီးမြင်ခဲ့ရတယ်အဲကျွန်တော် left wing မှာလာမသိဘူးကနာချူဒီ နောက်က overlap တက်လာတဲ့ dog ကိုတန်းပေးလိုက်ရတယ် one dash နဲ့ဒါပေမဲ့ one dash မပေးဘဲဘောလုံးကို retain လုပ်လိုက်တယ်ပြီးရင်အထဲထဲပြန်ဆွဲပြီးဒါတွေကမဖြစ်တဲ့ဟိုအခြေအနေမျိုးတွေပေါ့နော်ဒါပေမဲ့လည်းဒီဂနာချူကောင်းလာတဲ့အချက်လေးလည်းရှိတယ်ဒါသည်ကြိုးစားအားထုတ်မှုအပြည့်နဲ့ခုနက person တွေပေးတဲ့အပိုင်းမျိုးတွေပေါ့ Bruno Fernandes ကတော့ AM နေရာမှာကစားရတဲ့ဆိုပေမဲ့ out of position ဖြစ်သွားတဲ့အခါကျရင်သူကနောက်ကိုပိုရောက်တယ် ဘောဝင်နေလိုက်လို့ပြီးတယ်ပြီးတာနဲ့ the right counter attack ပုံစံမျိုးရှေ့မှာ white line နဲ့ ganacho တဲပြီးတော့စော့တယ်အဲ့တော့ counter attack လေးတွေပို့ပြီးကောင်းလာတယ် sub လေးတွေကောင်းလာတယ်အဲ့တော့ရသွားတဲ့အတွင်းကိုတွေဆိုရင်ဒါအမြင်ဘောတွေကိုအသုံးချပြီးတော့ပဲရသွားတာပေါ့နော်ဆိုတော့ဒီ attacking action တွေမှာအဲ့ transition chain လေးတွေကတော့ အနှဲငယ်လိုအပ်ချက်ရှိတယ်ဆိုပေမဲ့တိုးတက်လာတဲ့အရေးကြောင်လေးတွေတော့တွေ့ရပါတယ်အဲ counter attack တွေကနေပြန်ဘက်အသင်ကိုပြန်ပြီးတော့ဟိုချင်းချောက်လာနိုင်တဲ့ပုံစံလေးတွေကအတော်လေးကိုအစဉ်ပြေခဲ့ပါတယ် United ရသွားတဲ့ဒီ twin goal တွေကိုကြည့်မယ်ဆိုရင်တော့ပထမ twin goal တကူက Bruno Fernandes ရဲ့အလွတ်တယ်ခင်ဗျာအရင်မိုက်တယ်ဗျကိုသမားပုတ်ရားနေတဲ့စဉ်ပြန်ကျလာတဲ့ second ball ကို credit ထပ်ပေးရမယ်သူကကျွန်တော်မန်ယူဥကားတီးအဲ့ဥကားတီးဒီ ရှောက်ပြီး control လုပ်နေမယ်ခနာချူလို့ဆိုရင်အဲ့ဘောလုံးကဂိုးမှာမဟုတ်ဘူးရနဲ့တန်းပြီးတော့ကန်တာအဲကန်လိုက်တဲ့အချိန်မှာပါပါနဲ့နဲ့ပဲလီနူရိုကခေါင်းတိုက်ပြီးဂိုးသွင်းသွားတယ်အကျော်နောက်ထပ်တစ်ခုကလည်းအဲ့တိုင်းပဲဘရူနိုရဲ့ဖန်တီပေးမှုကိုဇက်စီကခေါင်းတိုက်ဂိုးသွင်းယူရင်းနဲ့သူတို့2-1ဆိုရရလနဲ့ဦးဆောင်နေတယ်ဒါပေမဲ့ပွဲပြီးတဲ့အချိန်မှာအဲ့အန်ဒရီအိုနာနာရဲ့လူအချက်ပဲပြောရမှာပေါ့ဗျာနော်အဲ့လူအချက်နေပီကိုတို့ကပေးလိုက်ရတယ်ဆိုတော့အနစ်ချော့ရမယ်ဆိုရင်ဟိုဆိုတော့မဆိုးပါဘူး ပြင်သစ်မြေမှာတူတူတည်ကစားနိုင်ခဲ့တယ်ပေါ့ဗျာလက်ရှိအချိန်ထိယူရိုပါလိမှာရှုံးပွဲတော့မကြုံတွေ့ထားသေးဘူးအင်ကွင်း Ultra Four ရောက်တဲ့အခါကျရင် Ancient ပြိသက်အားနဲ့အာတာချက်ပို့ပြီးတော့ရှိမယ်လို့ထင်တယ် Real Sociedad ကိုတောင်မှအင်ကွင်းမှာကူးပြတ်သွင်းခဲ့သေးတာပဲ Lyon မှာလိုအပ်ချက်တချို့ရှိပါတယ်ကွင်းလေကစားပုံဝိတယ်အဲ့ဒါကြောင့်အင်ကွင်း Ultra Four မှာ United တို့အနေနဲ့အခွင့်အရေးကောင်းတစ်ရက်ပိုင်ဆိုင်သွားပြီဖြစ်ပါကြောင်းသုံးသက်ဆွေးနွေးနေတယ်ပဲဗီဒီယိုလေးဒီမှာနားကျင်ပါရခင်ဗျကြည့်ပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်